ဲ့ဒီတုန်းကလည်းလူတွေကထင်ပါပဲဒီကောင်အသက်ကြီးမှလည်းမိန်းမငယ်ငယ်လေးရသေးတယ်ညာကစားမှပဲအမေရိကကိုသွားရတယ်ဘလောက်ကံကောင်းနဲ့ကံလဲလို့ဟိုမှာအတူတူနေရတာမဟုတ်ဘူးဗျပြည်နယ်တစ်ခုစီအဝေးကြီးတပတ်တစ်ခါမပြော့နဲ့တစ်လတစ်ခါတောင်အနိုင်နိုင်တွေ့ရတယ် အလုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖက်ကြအောင်เนาะအော်ငားနေနေခဲ့ရတာကိုဗျအခုမှဒီသချင်းစုံနိုင်တာပေါ့ဘိုးတော်ငါတော့တော်တော်ကိုခါခါတီတီလိမ့်ခံခဲ့ရတာပေါ့ဗျာနိုင်ငံညာကိုရမအောင်ဆုံးရောက်ဘူးဒါလည်းဖြစ်ญาတိဥရုကလည်းဆိုးအဆိုးဆုံးကစာကိုဂျာမန်လိုသင်ရတာပေါ့ဂျာမန်စာကိုအရင်သင်ရသေးတာဗျကျွန်တော်ထွက်လာတော့သားလေးကတကယ်ကိုငငယ်လေးခွဲထားခဲ့ရတာ အဲ့ဒီတုန်းကဆက်သွဲဖို့ကလည်းတော်တော်ခက်တယ်ဗျနေရမှာက9နှစ်တောင်ကြားတော့ဘယ်လိုပြောမလဲစိုက်ကိုစမစ်ပေါ့ဗျာကျွန်တော်နားတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လေကျွန်တော်ရဲ့နားတစ်ဖက်လေးသွားတာအဲ့ဒီဒဏ်တွေကြောင့်ပေါ့ဆရာလင်းရဲ့ဂျာမနီလုံနှစ်ချက်သေးသေးလေးကိုငေးကြည့်နေပြန်တဲ့ဆရာအယ်လင်းရဲ့ကျွန်တော်ကတော့နားလေးမှမဟုတ်ဘူးသတ်သွတ်ခအောင်ယူသွားမှာတဲ့ကျမကိုကြီးဆရာရင်ကိုကျမကရေတဲ့အတန်နဲ့မရေပါနဲ့ဗျာတကယ်ပြောတာ ဒီမလာခင်အမေရိကမှာနနေနေခဲ့ရသေးတယ်။အဲ့ဒီတုန်းကလည်းလူတွေကထင်ပါပဲ။ဒီကောင်အသက်ကြီးမှလည်းမိန်းမငယ်ငယ်လေးရသေးတယ်။ညာကစားမှပဲအမေရိကကိုသွားရတယ်။ဘလောက်ကံကောင်းနဲ့ကံလဲလို့။ဟိုမှာအတူတူနေရတာမဟုတ်ဘူးဗျ။ပြည်နယ်တစ်ခုစီအဝေးကြီးတပတ်တစ်ခါမပြော့နဲ့။တစ်လတစ်ခါတောင်အနိုင်နိုင်တွေ့ရတယ်။ရာသမျှပတ်စံကလေးကလည်းလမ်းစီရင်နဲ့ကုံရော။တစ်ခါပြေးပြန်တော့ဒီမှာနှစ်နှစ်ဆက်တက်ရမယ်တဲ့။ ူများတွေကတော့ဟောဒီကောင်အမေရိကန်ပြီးအင်္ဂလန်ကံကောင်းပြီးရင်ကံကောင်းတဲ့ကံပေါ်ဘယ်ဗျာဒီမှာနေရတာကကျုပ်တယောက်ထဲရဲ့မိမာကပြန်သွားရတယ်ဒီကိုရောက်ခါစားကအတော်ဆိုးတာအခန်းချင်းလေးထဲမှာစနေတလင်းကိုနေဘလို့မှနေမရတော့စပိန်တစည်းငါပြီးရောက်ရာပေါက်ရာစီးသွားတာအမောဆူပြီးလဲကြသွားတော့မှရက်တာအေးရောအဲ့ဒါကြောင့်ဒီလမ်းတွေကိုအကုန်ကျွန်တော်သိနေတာပေါ့ဒါဖြင့်ဆီယာနိုင်ငံညာကိုဘာကြိုက်တယ်လဲ ကျုပ်ကြိုက်တာနှစ်ခုပဲရှိတယ်။ချင်အောင်မထောင်းနာရဲ့။အဲစင်းမတိုင်ရတာရဲ့ဗျာ။ဟာတိလား။အမေသူများကိုကြည့်ရဲမနေနဲ့။ကဲပြောပါဦး။ခမားကကောနိုင်ငံညာကိုဘာကြိုက်တယ်လဲ။အင်း။ကျမကစီကန်းရင်လူကိုလူလိုတန်မိုးထတဲ့ချင်းရဲ့ကိုကြိုက်တယ်။ကျမမကြိုက်တာတွေလည်းအများကြီးပဲ။ဂျူးလစ်ပန်းတွေဘလောက်လှလာ။စပယ်ပန်းတွေလောက်လှတယ်မထင်ဘူး။စပယ်ပန်းလောက်လဲဂျူးလစ်ကိုမချစ်နိုင်ဘူး။အမလေးဗျာဟုတ်ပါပြီဟုတ်ပါပြီ။ ဇာရေးဆီယာမာကြီးရဲ့ဒေါ်လန်လေးတဝိုက်မှာဇူညံစီဝင်နေတဲ့ကျမတို့ရဲ့စကားသံတွေရေမောသံတွေဘာမှမပြောင်းလဲတဲ့ဒေါ်လန်ကလေးကြီးအိုက်စီကြီးချာဝယ်ကြီးကန်နေကြီးဒီစီပန်းဝါလေးတွေနေကောင်းကြတယ်နော်လမ်းလျှောက်ရင်းကကျမခပ်ပြင်းမြင်းလေးရှူသွင်းလိုက်တဲ့အောက်စပိုမျိုးရဲ့လေကလေးကတောင်းမှကျမမှတ်မိတယ်ဘာမှမပြောင်းလဲသေးပါလားဟောဟိုမှာပေါ်အက်ရှ်မိုလီယန်ပြတိုက်လीအ လှမ်းမြင်ရပြီဟေးနုနုဒီမှာမမမြမစကားတန်ပီပီတတ်တာနဲ့လှမ်းအောင်နှုတ်ဆက်လိုက်တဲ့အင်္ဂလိပ်အမျိုးသမီးကြီးနဲ့ကျမတို့ဟာအက်ရှ်မိုလီယန်ရှေ့ကွက်လက်လေးမှာစိတ်လုံရှားစွာနဲ့တင်းတင်းကြပ်ကြပ်ဝှက်ဖတ်ထားလိုက်မိကြပါတယ်မမရဲ့ဒီအက်ရှ်မိုလီယန်ပြတိုက်ကိုလည်းကျမဘယ်မေ့လို့ရမှာလဲပြတိုက်မြေအောက်ခန်းမှာကျမတို့မြမပြေက38မင်းနတ်ပုံတော်တွေကိုတွေ့ခဲ့ရတာလေ အင်္ဂလိပ်စစ်ဗိုလ်တယောက်တဲလာတဲ့နှစ်ရှည်ကျွန်းသားရောင်ညိုဝင်းလို့ဘုံတော်ရီရဲ့လက်ရာတွေကလည်းမြောက်လိုက်တာအင်မတန်လက်ရာမြောက်တဲ့ဖေကြီးကျော်ရဲ့ဘုံတော်ကိုကျမပွေဖက်ပြီးဆရာသိပံမောင်ဝစိုးရင်တလူမျိုးစိုးရင်ခဲ့ရတာပေါ့ဆရာကလေအော့စဖို့တက္ကသိုလ်ထဲမှာဘုံမင်းကျော်အာမြည်သူအရက်လာ၍တိုက်ပါလိမ့်မည်နီတဲ့ဩအခုချိန်ဆိုရင်တော့အဲ့ဒီဘုံတော်တွေဟာတရုတ်ပြည်တနေရာရာက ပြတိုက်ကြီးတစ်ခုမှာပေါ့ အဲ့ဒီတော့ကအက်ရှ်မိုလီယန်ပြတိုင်မှုကပြောတာတရုတ်ပြည်ကပြတိုင်ကြီးတစ်ခုလုံးကိုရောင်းလိုက်တော့မှာတဲ့ဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးတဲ့ချစ်ခင်ရင်ဒီကျွမ်းဝင်သူတွေကိုခွဲခွာနှုတ်ဆက်ချင်းမျိုးနဲ့ကျမနှုတ်ဆက်ခဲ့ရတာပေါ့ကျမရဲ့စကားသံတွတ်တွတ်မမရဲ့စကားသံတွတ်တွတ်ကြားမှာဝင်းမတိုးနိုင်ရှာတဲ့စက်တေရာစု အောင်းနှွမ်းခန့်ညာထေဝါလာတဲ့ကောလိကြောင်ကြီးအဟောင်းကြီးတွေကလည်းအင်းဒရီသိခါကြီးတစ်ခွဲသွားနဲ့ပူရင်နှုံးကတိုင်းပါပဲ။ ကျမခေါင်းပေါ်မှာဝန်းရံအုံမိုးလို့ခရိယန်ဘုံကြီးចောင်းတိုင်များမှသည်ခစ်ចောင်းတိုင်များဖြစ်ပြောင်းလဲလာပြီးကောလိတ်ចောင်းတိုင်ပေါင်း30ကျော်နဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့တက္ကသိုလ်ကိုဟော့စပိုတက္ကသိုလ်လို့ခေါ်တော်မူလားဘုံမှာကြည်ပါအောင်ညခင်းမြင်းငယ်စိမ့်မြမြနဲ့ခန်းညားလာတဲ့အဟောင်းចောင်းတိုင်ကြီးဟာခရိုက်ရှက်ចောင်းတိုင်လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကဆီယန်သိပ်ပံမောင်ဝတက်ခဲ့တဲ့ចောင်းတိုင်ဒီခရိုက်ရှက်ចောင်းတိုင်ထဲကို အင်္ဂလိပ်အဗိဒံစာရေးဆရာဒေါက်တာဂျိုစင်ကျောင်းသားဘဝတုန်းကတဲ့ဖနဆုပ်စည်းပြီးဝင်သွားမိလို့ခရစ်ချတ်ကျောင်းတော်သားတွေကမျက်စောင်းထိုးပြီးနှင်ထုတ်ခံခဲ့ရတဲ့။ဟော။ဟိုတစ်ဖက်ကရင်သက်ရှုမောပွဲအဟောင်းကြီးကတော့ဘော့ဒလီယန်ပိရကတ်တိုက်ပေါ်။အိုး။အဲ့ဒီမှာပေါ့။ဟော်ဒီမမနဲ့အတူကျောင်းသားကစာကြည့်တိုက်ကလို့ရတော့ကဘာပေါ်မှာရှိတဲ့ဘာသာစကားများစွာနဲ့ရေးထားတဲ့စီကန်ဂျန်းဂျင်းစာအုပ်ကြီးကိုကံမြေကျမတယောက်တည်း ဂျန်ဂျင်းဆိုသလိုစာကြည့်တိုင်းမှုရှေ့မှာမြမလိုအတန်ထွက်ဖက်ပြီးဝန်ခံကတိပြုခဲ့ရတာလေဒီစာကြည့်တိုင်းအတွင်းမှာစာအုပ်များမှတ်တမ်းမှတ်ရာများအပါဝင်အခြားထိမ့်သိမ်းစောက်ရှောက်သောဘိုင်းဆိုင်သမျှအားလုံးအားအပြင်သို့ဖြည့်ပြောင်းယူဆောင်သွားခြင်းသို့မဟုတ်အမှတ်သားပြုခြင်းသို့မဟုတ်အသွင်ပုံတရံဖြည့်ဆည်းခြင်းသို့မဟုတ်မီးရှို့ခြင်းမီးလောင်စေသောအရာကိုယူဆောင်လာခြင်းစသည်ထိခိုက်ပျက်စီးမှုမှန်သမျှကိုမြည်သည့်နည်းနှင့်မှမပြုတ်လုပ်ပါဟုဝန်ခံကတိပြုပါသည် အောက်စဖို့ရဲ့ခန္ဓာကြီးတဲ့ပုံပေါ်အဲ့ဒီတုန်းကကျမအိမ်လွမ်းအယူစိမ့်တဲ့ကျမတယောက်ကတော့မြမစလုံးလေးတွေကိုငုံနှမ်းကျင်စိဖြစ်မိပါသေးတယ်။ရှာရှာပါပါနေရောင်အောက်ကတက်ကတော့လမ်းမကြီးပေါ်မှာမမနဲ့ကျမကပြူပြင့်နုနယ်ရှစ်စပွဲចောင်းသားចောင်းသူတွေနဲ့အတူ ရောထွေးရှက်တင်လျှောက်သွားလို့နေစေ။ဟောင်းနွမ်းခညာ၁၁ရာစုနှစ်အဟောင်းကြီးတွေကြားတဲ့ကလွင့်ပြန်းလာတဲ့လွမ်းမောတိမ်မှုပွဲဂီတတန် ညင်းတဲ့တဲ့တယောသံဘလောက်များယောမနီတိကစံလိုက်ပါသလဲ။အိုးဒီတယောသံလေးကလည်းဒီအဟောင်းကြီးတွေချာမှမပြောင်းမလဲလွင့်ပြန်နေတုံးပဲလား။ဂျမအလွန်နှစ်သက်ပြီးမျက်ရည်ပေါက်ပေါက်ကြအောင်ခံစားလွမ်းဆိုတတ်တဲ့မိုးဇရဲ့ဂွန်စတူတက်မူမန်ဂီတတန်စင်ကိုထိုးနေတဲ့တယောရှင်ကိုအဲ့ဒီတုန်းကဂျမလိုက်ရှာခဲ့ဘူးတာပေါ့။เจ้านายတို့ခုရဲ့တချို့ကွေမှာ ကျောင်းစီရဲ့အတွက်ပတ်စံရှားနေတဲ့တယောကောလေးကျောင်းသူလေးတယောက်ကိုတွေ့ခဲ့ရတာပေါ့ကျမတို့နိုင်ငံကဒီဥရောပထဲမှာရှိတဲ့နိုင်ငံငယ်လေးတစ်ခုပါကြီးရင်းစစ်တင်းနဲ့တိတ်ဒုက္ခရောက်နေတယ်ပညာသင်ဖို့လည်းခက်ခဲတယ်ဒါကြောင့်ကျမစွန်စားပြီးထွက်လာခဲ့တာကျောင်းစီရဲ့အတွက်သိခက်ခဲပါတယ်ကျမတို့ဒီလိုပဲကျောင်းစီရဲ့ရှားရတယ်ကျမတို့ကျောင်းစီရှားတဲ့ကျောင်းသားကျောင်းသူတွေဒီမှအများကြီးပဲ။ဟဲ့။ဂီတာကောလေးကျောင်းသူလေးအတန်းကိုကျမနားရဲကြားရောက်နေစေ။ အမြဲကြားနေရတတ်တဲ့ခေါင်းလောင်ထိုးတံတွေစူးညံလာပြန်ပြီအခုတော့မက်ဒလင်ကောလီရဲ့မျောစင်မြင့်ပေါ်ကနေတန်ပြိုင်ကွမ်ယာတန်တွေနဲ့မနက်အစောကြီး9နာရီမှာတွင်ဦးကိုကြိုခဲ့ကြတဲ့အောက်စပိုရဲ့နှစ်ပေါင်းရှည်ကြာအစင်လာများစွာတဲ့ကတခုတော့မင်းနဲ့နဲ့ခင် မေမော်နင်းကို ကျမသတိရလာပြန်ပါပြီကြောက်စရာကောင်းတဲ့ဆောင်းအေးရန်ကတက်ပစ်လိုက်တယ်တစ်ပင်မန်းမင်လေးတွေဟာတွင်ဦးပေါက်ပြီးဆိုတော့မှရွံ့မှုကလေးတွေပြန်ဝေလာပြီး ပန်းတွေလည်းပွင့်ကြရတဲ့။မေမောင်းနေကຫນွေဦးနဲ့အတူအသက်ပြန်ရှင်လာတယ်။တစ်ပင်ပန်းမင်လေးတွေကိုကြိုးဆိုးတဲ့ပွဲပေါ့။ဘလောင်များချစ်စရာကောင်းပြီးကြပြာဆန်လိုက်ပါသည်။ရှမ်းပြည်နယ်စောင်းရံအသေးခိုင်အောင်အေးပုံမျိုးနဲ့စင်စင်တူးတဲ့မေးတရက်နက်နက်ခင်းတိုင်းသူတို့ຫນွေဦးကိုကြိုးခဲ့ကြတာနှစ်ပေါင်း၂၀၀တောင်ကျော်ခဲ့ပါပြီတဲ့။ဟောဟိုမှာဘလောက်ဝဲဝင်းကြဆိုလားတဲ့။ကျမလက်ကိုဆွဲကင်လှုံရင်းပြောလိုက်တယ်မမအတန်း။ အောက်ဘိုးဆိုတဲ့နည်းမြေတစ်ခွင်မှလွင့်ခြင်းရလွင့်နေတဲ့ကျမလိပ်ပြားလေးကိုဖမ်းချုပ်လိုက်တဲ့မမရဲ့အတန်း Black Wall လေကျမရင်းနေတစ်ထိတ်ထိတ်ခုံလာပါတယ် Black Wall ဆိုတာအောက်ဘိုးတက္ကသိုလ်ရဲ့အကြီးအကျယ်ဆုံးစာအုပ်ဆိုင်အဲ့ဒီစာအုပ်ဆိုင်ကြီးရဲ့စာအုပ်စဉ်တစ်စင်းပေါ်မှာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကကျမချန်ထားရခဲ့တဲ့မျက်ရည်တစ်ပေါက်ကိုဘယ်သူမှသိမှာမဟုတ်ပါဘူး1896ခုနှစ်မှာ ဘင်ဂျမင်ဟင်နရီဘလက်ဝက်ဆိုသူကစတင်ဖွင့်လှစ်ခဲ့တဲ့ဆိုတဲ့ဘလက်ဝက်စာအုပ်ဆိုင်ကြီးတွေကို ကျမဒီတစ်ချိန်ဝင်ရောက်ရတာဟာတကယ်ကို စိတ်လှုပ်ရှားလာပါတယ်။ကျမတန်းတန်းမတ်မတ်သွားရောက်ရအရက်ကပူဆယ်နှစ်ကျော်ကလိုပဲအရှိတောင်အာရှဆိုင်ယာစာအုပ်များရောင်းချရာရှိနေတဲ့စာအုပ်စင်လေးတွေစီကိုပါ။အင်္ဂလိပ်လိုထုတ်ဝေထားတဲ့ထိုင်းဖိလစ်ပင်းစင်ကာပူမလေးအင်ဒိုနီးရှားစာတွေစတဲ့နိုင်ငံတွေကစာရေးစီရီရဲ့စာအုပ်တွေစာအုပ်စင်တွေကြားမှာ အင်္ဂလိပ်လိုမြန်မာစာအုပ်လေးတအုံးမှမရှိခဲ့တဲ့အဖြစ်လေးထိုင်းစာအုပ်တွေကြားထဲမှာညက်နေတဲ့ Letter from Burma ဆိုတဲ့စာအုပ်လေးကိုပဲကျမတွေ့တဲ့အချိန်မှာကျမမျက်ရည်တစ်ပေါက်ဟာထိုင်းစာအုပ်စင်တစင်ပေါ်ကိုလိမ့်စင်းသွားခဲ့ပါတယ်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လည်းအောက်က comment လေးထဲမှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ရှေတောင်အာရှဆိုင်းယာဆန်အုပ်စင်းတွေရှေ့မှာကျမရက်လိုက်ပါတယ်။ကျမစိတ်လုံးရှားနေတာကိုမမကသိပါတယ်။သူကအင်္ဂလိပ်စတိုင်ပခုံးနှစ်ဖက်ကိုတွန်းရင်အင်္ဂလိပ်လိုပြောပါတယ်။ Let me see တဲ့ကြည့်ကြစို့တဲ့။ကျမရဲ့ smile as the bro အင်္ဂလိပ်စာအုပ်ကလေးကိုလीကျမရဲ့ပြုံးရွေလဲကတော့ခံတော်မူပါရဲရွေလဲကတော့ခံတော်မူပါဆိုတဲ့ဝတ္ထုလေးကို 2008ခုနှစ်မှာကံအားလျော်စွာကံကောင်းစွာပါပဲအင်္ဂလိပ်လိုဘာသာပြန်ပြီး Hibernation Book New York USA ကနေ Smile as the Bull ဆိုတဲ့နာမည်လေးနဲ့ထုတ်နိုင်ခဲ့တယ်လေစာအုပ်စင်တွေကြားမှာမိနစ်အတော်ကြာပြီးတဲ့အချိန်မှာတော့ကျမတယောက်မျက်နှာငယ်ကလေးနဲ့အော်ဒီလိုစာအုပ်ဆိုင်ကြီးမှာတော့ငါစာအုပ်လေးကိုမတင်မှုနဲ့တူပါတယ်လို့ကျမစာအုပ်ကလေးကိုရှာမတွေ့ဘူးလေမမကတော့မျက်စီမျက်နှာငယ်နေတဲ့ကျမကို ခုံးတွန့်လဝါနှစ်ဖက်ဖြန့်ပြန်ရင် လာတဲ့စုံစမ်းရေးကောင်တာကိုသွားတယ်။ရင်ကြီးလာတဲ့အင်္ဂလိပ်အမျိုးသမီးလေးကကျမဘာများကူပေးရမလဲတဲ့ smile at the bull ဆိုတဲ့စာအုပ်လေးကိုဒုရှာနေတာပါကွယ်စာရေးဆရာနာမည်ကနုနုကြီးပါ Oh just a minute ကျမတယောက်ကတော့မမနောက်ကြောပြင်ကိုပုံကွယ်နှုတ်ဆိတ်လို့အင်္ဂလိပ်အမျိုးသမီးလေးရဲ့ညင်သာလာတဲ့ကွန်ပျူတာခလုတ်နှိပ်တန်ကကျမနားထဲမှာကျဲလောင်လာပြီး သူပြောတယ်တမနစ်လောက်ပဲဆိုတဲ့အချိန်ကလည်းကျမအတွက်ကြာရှည်လာပါတယ်။ Oh, here fantastic. Thank you. Excellent. အင်္ဂလိပ်မျိုးသမီးနှစ်ယောက်ရဲ့ထုံးစံအတိုင်းအာမေရိတ်တွေဟာဒီတစ်ခါမှတော့ကျမနားထဲမှာตาရလာပါတယ်။ကျမဘက်ကိုလှည့်ပြလိုက်တဲ့ကွန်ပျူတာမျက်နှာပြင်ပေါ်မှာကျမရဲ့ smile at the bull စာအုပ်မျက်နှာဖုံးလေးဟာ honey bluff ဝဲစာအုပ်ဆိုင်ကြီးမှာရောင်းချနေပါတယ်။ရှိပါတယ်။ ရောင်စီ15ထပ်သမား17ပေါင်းပါတဲ့ကျမရဲ့ DC ဂျင်းကလေခက်ရှီရှီမျက်နှထားနဲ့စာအုပ်ဖုံးပေါ်ကနေကျမကို ကြည်နေတယ်ဟော်ရီမင်းကလေးကငါမိတ်ဆွေပါပဲညီမပြေကပါမင်းရှာပေးတဲ့ smile at the bull စာအုပ်ကိုရေးတယ်သူပါပဲလန်ဒန်တက္ကသိုလ်ရဲ့မြန်မာစာပေါင်ပေါက်ခအင်္ဂလိပ်အမျိုးသမီးကြီးကျမမမရဲ့လှပအထက်တန်းကြတဲ့အင်္ဂလိပ်စကားကိုနားမလဲသလိုမယုံနိုင်သလိုပဲ အဲ့ဒီကောင်နာကအမျိုးသမီးလေးကကျမကိုကြည့်တယ်။ကြီးတော့ကြပြကရမတ်တထရက်လိုက်ပါတယ်။ Oh my god. Oh dear. ဒီစာအုပ်ကိုရေးတဲ့မြန်မာစာရေးဆရာဟာကျမတို့ Blackwell ဆိုင်ထဲမှာတကယ်ကို ရောက်နေတာပေါ့နော်။ကျမမယုံနိုင်ပါဘူး။သူကလေကျမနဲ့လက်ဆွဲနှုတ်ဆက်ပြရစီတဲ့။ကြီးတော့သူအော်တိုစာအုပ်လေးမှာအမှတ်တရလက်မှတ်ရေးထိုးပေးပါတဲ့။တပုံတပုံလေးရိုက်ခွင့်ပြုပါတယ်။ ကျမရဲ့မမကဂုံယူကျင်းတ်စွာကျမဆိုတဲ့စာရေးဆရာကတော့လေဖရနာပီတိဂွန်စီထီလို့အဲ့ဒီအင်္ဂလိပ်အမျိုးသမီးလေးကိုလက်ဖက်ရည်တိုက်ဒင်းနာကျွေးပြီးရက်တောင်ခတ်ပေးလိုက်ခြင်းသေးတာအော့စ်ဖို့ကမ်ပတ်စ်ရဲ့နာမည်ကျော်သကင်းအမ်ယက်စားတောက်ဆိုင်မှာမမနဲ့စားရတဲ့နေ့လဲစားဟာလဲဆရာကြီးရွှေဦးရောင်းလေးနဲ့ပြောရမယ်ဆိုရင်ကျမဘဝမှာအမိန်ဆုံးထမင်းတနက်ပါပြီပေါ့မမကြီး ပြီးကြရင် Barbary Land ဘက်ကိုသွားရအောင်နော်။နော် Barbary Land အခန်းနံပါတ်24ကို သွားကြည့်ပြရစီယုံ။ပြီးတော့ကျမတက်ခဲ့တဲ့ GEH ကိုလည်းဝင်ရအောင်လေ။ကျမစကားမဆုံးသေးမာယာများတဲ့အင်္ဂလိပ်ယာသည်ဥရုကတော့လှုပ်ချလိုက်ပြန်ပါပြီ။မိုးတဖွဲဖွဲကရွာချလိုလာပြီ။တဖြည်းဖြည်းနဲ့လေသဲလိုလာခဲ့ပြီ။ဘူး Barbary Land မှာကြီးပေါ်မှာမိုးတွေကရွာလို့ ကျမရဲ့ခြေရာတွေဟာဒီလမ်းမကြီးပေါ်မှာအများကြီးကျန်ရစ်ခဲ့တာပါ။ဘန်းလူရောင်ချယ်ရီတွေကအရွက်ကိုမမြင်ရလောက်အောင်တပင်လုံးခဲအောင်ပွင့်တာဟော်ဒီလမ်းပေါ်မှာနင်းစီရောင်စုံကျုလီရောင်စုံမြေကပ်ပန်းမင်ပူပူလေးတွေကပွင့်နေတဲ့ဘန်းရောင်စုံတွေကလည်းကြည့်လို့မအော့အောင်ဟော်ဒီလမ်းပေါ်မှာမြမပြေးကငုပင်နဲ့ငုပွင့်နဲ့အဝေးကကြည့်ရင်အလွန်တူတဲ့ဒက်ဖရက်ဆိုတဲ့အပင်ကလည်း မြမပြည်ကိုလွမ်းနေတဲ့ဒီလမ်းပေါ်မှာရှောက်တက်သူတွေကိုပြူစားတတ်ပါသေးတယ်။ဩဒီလမ်းပေါ်မှာရှောက်သွားတတ်သူတူမြမပြည်ကိုလွမ်းနေတဲ့မြမပြည်ကချစ်တယ်သူကို လွမ်းနေတဲ့သူတူဟာကလအုပ်စီဂရက်ကို လိတ်ချင်းဆက်ဖွာဆိုင်ရင်လိပ်ပြာလွင့်နေတဲ့ဒုတိယကို ဟော်ရီလမ်းမပေါ်မှာရှောက်လာတတ်တာစိတ်မကောင်းရင်ကြီးစွာ ကျမမြင်ရောက်မိပါတယ်။ဒီဘက်ယဉ်ကျေးမှုကျွမ်းကျင်မြင်များရှင်စိန့်အန်တိုနီဂေါလိရဲ့ အဲ့ဒီ professor ဟာဒီလမ်းပေါ်မှာမြမပြည်သူကျမနဲ့ဆုံရင်တော့တတိဝင်းလာသလိုဝမ်းသာအားရရင်ကျေးလာစွာနှုတ်ဆက်ရှာရင်ပြီးတော့ကျမကိုပြောရှာတယ်။သူ့တက်တဲ့မြမစကားလေးကဘလောက်အားရှိဖို့ကောင်းသလဲ။သူ့စိတ်ရင်းကိုဘလောက်ပေါ်ပြသလဲ။ဘာပဲဖြစ်ဖြစ်ကြေးလာခဲ့နော်တဲ့။သူ့ပြေးလာခိုင်းတဲ့သူ့ဟင်ဟာ Osborn မျိုးလေးရဲ့အမှတ်15ပတ်တောင်းမှာရှိပါတယ်။ကျမနဲ့မမကိုဖိတ်ပြီးသူ့အိမ်မှာလက်ဖက်ရည်ပွဲနဲ့ဧကန်ခဲ့တာ။ လာပါအောင်လာပါအောင်တွေ့ရတာဝမ်းသာလိုက်တာ ကော်ဖီတောက်မလားလဖက်ရည်ပဲလားသူတက်သည်။မြန်မာစကားလေးတွေနဲ့အဲ့ခန်းနေရှားတဲ့ professor ဟာစိတ်ရင်းသဘောပြေဝါသူတယောက်ဆိုတာကိုသိနေတယ်လို့ပါပဲဒီမှာကြည့်ပါဦးနဲ့မမနဲ့ကျမကို သူကပြရှာတယ်အိတ်ခန်းထဲမှာပကြီးကားတစ်ချက်အိယာတစ်ခုခေါင်းအုံတစ်လုံးသူကချက်တဲ့သူရဲ့တရုတ်ပကြီးလက်ရာပကြီးကားကြီးကိုခေါင်းရင်းအောက်မှာထောင်လို့ ကျမကမျက်ရည်ကြတော့သူကမျက်ရည်စတွေနဲ့မငူပါနဲ့မငူပါနဲ့သူ့တော်ဝမ်းမနေပါနဲ့ she is still going strong ပါတဲ့ကြီးတော်မှဝမ်းဝမ်းဘယ်တော့လဲဘယ်တော့လဲတဲ့အေကန်ဖျားပန်းတွေဝေးအောင်ထိုးထားတဲ့ကြီးညိုစရာဖျားစင်လေးကိုငေးကြည့်ရင်မျက်ရည်ဝေယုံကလွဲလို့ကျမဘာများဖြေနိုင်ပါတဲ့လေချစ်တဲ့သူနဲ့ဒီတစ်ခါပြန်တွေ့ပြီးရင်တော့ဘုံကြီးဝတ်တော်မတယ်သူ့ဘေးနာကတားငယ်ကလေးကင်းရဲ့ ညလုံးစိမ့်လေးတွေကိုလည်းကျမမှာတနာအာနာလာပါတယ်။ဥကျမမတွေးကျင်ပါဘူး။သူ့အတွက်ကျမစူတောင်းမပြေခဲ့ပါဘူး။ကျမတို့တွေတွေ့ဆုံကြအပြီးခုနှစ်လကြာ1999ခုရဲ့နှွေဦးမတ်လ29မှာသူ့ရဲ့53နှစ်မြောက်မွေးနေ့မှာတော့သူချစ်တဲ့သူကိုမြမပြည်သူလူထုတန်း90ကျော်ရဲ့လက်ထဲကိုစိတ်ချလက်ချအံ့နံလို့ဘယ်တော့မှ ပြန်မလာနိုင်တဲ့ခရီးကို ထွက်ခွာသွားခဲ့ရရှာပါပြီ။မိုးရွာထဲမှာမမက သူ့ကားလေးကို အိမ်နံပါတ်35ဘက်တောင်းရှေ့ကနေအမှတ်တရဖြန်ပောင်းခဲ့ပါတယ်။မမအိမ်ရှိရာအော့စပူမျိုးလေးနဲ့တနာဟီကျော်ဝေးတဲ့ဘမ်ဘရီမျိုးလေးစီကို ကျမတို့သွားတော့မှာ။မြို့ပြင်ကို ထွက်ဖို့လမ်းချိုအကွေးလေးမှာအော့စပူမျိုးလေးကိုလည်းပြန်လို့ကျမကြည့်မိတယ်။မြို့ကလေးကြီးမင်းကငါနှုတ်ဆက်ရတော့မယ်။အိုးကျမရင်ထဲမှာစွန့်နေနေဒီဝေဒနာကိုကျမသိပြီ။ ကျမလွမ်းတာဟောဒီနေရာကို ကျမလွမ်းနေခဲ့တာမပြောင်းလဲတဲ့အောက်ပူကြီးသွားတော့မယ်နော်တကယ်တော့မင်းရဲ့ဝိညာဉ်ဟာပညာပဲနော်ပညာဆိုတဲ့ဝိညာဉ်ကြီးကိုခိုင်းမာသေးသက်ကောင်းမွန်ပြည့်စုံပြီးခေရှိပြင်းနေတဲ့စနစ်လူတွေရဲ့အသိပညာတန်မှုထားမှုတွေနဲ့ငွေကြီးဒဏတွေကလည်းဝန်းရံထားလို့ကြီးမြတ်တဲ့အတ္တိဇာတအစင်းလာထိမ့်သိမ့်နိုင်ခြင်းဂုံးသိက္ခာတွေကို အောက်ပူဟာဘယ်တော့မှမပြောင်းလဲ အမြဲနေသားရကြကြဂုံယောင်ပြောင်းခဲ့ဂုံယောင်ပြောင်းနေစေရှိနေအောင်မှာသွားတော့မယ်ကွယ်ကားကလေးကချိုးကွေတခုသောလမ်းဆောင်ရဲ့ဆိုင်းဘုတ်ကလေးကိုကျမမြင်ရတယ် Whipping Junction မျက်ရည်လန်းဆောင်နဲ့ဒီနေ့ဆိုရင်ဂျူးမုံတို့ချန်ငင်တို့အွန်စောတို့ရဲ့ရှေးဂျူဆောင်နေမြေလိုသူတို့အတူကောက်ခေါ်တဲ့ KNUA ကိုရီးယားအမှုပညာတက္ကသိုလ်ကိုရောက်တာခုနှစ်ရက်မြောက်တည်းနေပေါ့ အခုအခန်းထဲက breakfast စားတဲ့နေရာကနေလှမ်းကြည့်လိုက်ရင်လက်တကမ်းမှာစိမ့်မြနေတဲ့တစ်ပင်ဥကလေးတွေကိုလှမ်းမြင်ရတယ်1993ခုကစပြီးတီထောင်ခဲ့တဲ့တက္ကသိုလ်တဲ့ရာရာမှာပြည်ပြည်ဆုံးပြီးနိုင်ငံရဲ့နာမည်အကြီးဆုံးအမှုပညာတက္ကသိုလ်တဲ့ဒီလောက်အချိန်လေးအတွင်းမှာတက္ကသိုလ်ဟာစိမ့်မြနေတဲ့တောအုပ်ထဲမှာမိသုံးရမနက်ခင်းကိုမစင်စားပြရစေနဲ့ကျောင်းမဖွယ်လေးချွန်းတန်းတစ်ခါမှမမြင်ဘူးခဲ့တဲ့တုံးလုံးဖွယ်တစ်ပင်တွေနဲ့ ဂျင်းထွေမှုဘယ်တော့မှမကြားကျင်တော့တဲ့တုတ်ပြားချင်းရိုက်ခတ်တန်းလူများစွာရဲ့အထိတ်တလန့်အော်ဟစ်တန်းကလေးတွေရဲ့သနာစပွဲငိုကြွေးတန်းဒါချင်းစရာတွေများစွာများစွာများစွာဂျမနေထိုင်ရာ တက်ကသူဆရာများရိတ်သားရဲ့အခန်းလေးကနည်းနည်းလေးဝင်တက်တာတဲ့မိဘခန်းလေးထဲမှာဂျမတို့နှစ်ယောက်ည12နာရီကနေနောက်နေ့12နာရီထိပူနေခဲ့ရတယ်အမောင်သူကြီးထဲမှာလက်နေဓမီကလေးတစ်လက်ကိုကြစ်ကြစ်ပါအောင်စုံရင်းပေါ့ နက်လင်းအားကြီးမှာကြောက်စရာအတန်ကြီးတန်တန်နဲ့အတူ ကျမတို့အဆောက်အုံကြီးပြိုကျပြီလို့ထင်လိုက်တာတိုက်ပြူကြီးလို့ကျမអော်လိုက်မိတယ်ကျမခင်မုန်းကတတိထားတတိထားမကြောက်နဲ့ပြီးတော့အလင်းရောင်ပြပြမှာအရေးမဲကြီးတခုကျမတို့ကို ဖုံးလွှမ်းသွားသလိုပဲကျမတို့အဆောက်အုံရဲ့အမိုးကြီးအချက်လိုက်ကွာကြလာတာကြီးမားလာတဲ့အဲ့ဒီအမိုးကြီးကကျောင်းဆရာရဲ့ကားစုပ်လေးတွေပေါ်ကိုရိုက်ခတ်ဖုံးအုပ်လိုက်ပါတော့တယ် အမိုးမရှိတော့တဲ့အပေါ်ဆုံးထက်အခန်းတွေထဲကိုမိုးရွေလေးတွေတလဟောဝင်လာခဲ့တာပေါ့အသက်လူကြီးအောက်ထက်အခန်းတွေကို စင်းပြေးကြရတဲ့ပေါင်ပေါက်ခါတွေကတိကာတွေမိသားစုတွေဆက်တပီ45ပီအကျယ်ဝန်းရှိတဲ့အခန်းရှိရှိမျောမျောလေးတွေနဲ့ဖွဲ့စည်းထားတဲ့တက္ကသိုလ်ဆရာများရဲ့လေးတိုင်အဆောက်အုံနီးနီးလေးတွေကိုတခုသောစာပေဟောပြောဝဲက အပြန်အကိုကြီးကိုသူ့မောင်ကအထုပ်ဆွဲလိုက်ပူရင်ဒါတက္ကသိုလ်ဆရာများရိတ်တာလားလို့ နောက်ပြောင်းခဲ့ဘူးတယ်ရေမောရင်နှုတ်လန်ထိုးရင်ကဝမ်းနဲ့နာကျင်ခဲ့ရဘူးတယ်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ